ရိုစီ3လနှစ်ဆိုတဲ့အကောင့်ပန်ရှင်ကတပည့်တော်စိတ်ကိုဖြူစင်အောင်ထားပါတယ်ဖေဟာလူတိုင်းအပေါ်ကလည်းကောင်းပေးခဲ့ပါတယ်ကောင်းခြင်းတွေတော့ပြန်မရပါဘူးဖေဟာအဲ့ဒါဝတ်ကြွေးတွေလားဆိုပြီးတော့သဗ္ဗေတ္တတာကာမတကာဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့လာတယ်ဝတ်ကြွေးဆိုတဲ့ဇာတ်ကားကလည်းအတော်ခေစားတယ်လို့ဆိုရမယ် ဝုဆိုတာလဲနေတာလို့ခေါ်တယ်။ကိလေသာဝုကာမဝုဝိပါကဝုဆိုတဲ့အဲ့ဒီသုံးခုလဲပတ်နေတာကိုဝုလေတယ်လို့ဆရာတော်ကြီးတွေကလည်းရှင်းရှင်းပြတာရှိပေမဲ့အဲ့ဒီဝုလေမှုအမှန်ကို လူတွေကြားမှာခင်မစားလာဘူး။တစုံတစ်ခုစိုးစိုးရွားရွားဖြစ်ပြီးဆိုရင်တော့ဝုတ်ကြွေးလို့ထင်တတ်မြင်တတ်ကြတယ်အခိုးခံရတယ် ဝွကြွေးဘောအလူခံရတဲ့ဖရာဝွကြွေးဘောအစာမအနေမတွေကြောင့်ယောဂါရေရကုမရပြုမရတဲ့အခါတွေမှာလဲဝွကြွေးဘောကိုဘာသာကိုလူရွေးမားလို့ယောက်ျားစုရတဲ့အခါတွေမှာလဲဝွကြွေးဘောနဲ့လौတာကိုင်းတာတွေဖြစ်တဲ့ကံတွေကလည်းမကောင်းတွေးခေါ်မျှော်မြင်အသည့်အမြင်ဉာဏ်တွေကလည်းမှားထတာကြွကြွ နိုနိုကြာကြာစူးစမ်းမှုဝရိယတွေကလည်းမရှိလို့ဆင်းရဲမွဲတေမှုတွေဖြစ်လာတဲ့အခါတွေမှာလဲဝွကြွေးဘောလို့ဝွကြွေးကိုပဲအပြစ်တွေပုံးတင်နေတတ်ကြတယ်အဲ့ဒါလို့ဝွကြွေးဆိုတာကြီးစီအပြစ်တွေအားလုံးပုံချလိုက်တော့ကိုယ့်ရဲ့မှားယွန်းနေတဲ့ကံမှားညံမှားဝရိယမှားတွေကို မမြင်ကြတော့ဘူးအဲ့ဒီလူတွေဖြစ်တာဟာဝွကြွေးကြောင့်ဟုတ်မယ်မဟုတ်ဘူးဆိုတာ ။စာရေးသူကတော့ဘယ်သေးချာတိမှိုင်မှာလဲ။မဟုတ်ဘူးလို့မပြောနိုင်သလို ဟုတ်ပါတယ်လို့လည်းဘယ်သူသေးချာတိမြင်နိုင်မှာလဲ။မသိနိုင်တဲ့အရာကိုစဉ်းစားနေတာနဲ့စာရင်လက်တွေ့တိမြင်နိုင်တဲ့အပေါ်မှာ အဖြေရှာတာကကောင်းပါတယ်။တကယ်လို့တစုံတစ်ခုဆင်းရဲဒုက္ခတွေတွေ့ကြုံခံစားရတဲ့အခါဒါအတိတ်ဘဝကဝွကြွေးကြောင်ဆိုရင်တောင်မှ အဲ့ဒီအတိတ်ဘဝကို ပြန်ပြီးတော့ပြုလို့ပြင်လို့မှမရတဲ့ဟာကိုစဉ်းစားပြီးတော့စိတ်ဆင်းရဲမနေဖို့လိုအပ်တယ်။ကိုယ့်ရဲ့အိမ်တော်ဘက်အရွေးမှားခဲ့လို့ဖြစ်စေကိုယ့်ရဲ့အထင်းအသိအစီအမံညံ့လို့ဖြစ်စေအိမ်တော်ဘက်တည်းရဲ့ဆူဆူဝါဝါနှိပ်စက်တဲ့ဒဏ်ဒီခံရတဲ့အခါငါဝွကျွေးရှိလို့ခံရတယ်ပဲမှတ်လိုက်မယ်။ဝွကျွေးရှိသမျှတော့ခံရအောင်မှာပေါ့။ နင်းသာငါလိုမခံရပါစေနဲ့ဆိုတဲ့ညင်းညူအော်ဟစ်တန်နေမကြေနပ်တန်နေကြားရတတ်တယ်အဲ့ဒါလို့ဝကြွေးကြောင့်ခံရတာလို့ယူဆပြီးတော့လက်ခံနေလိုက်မယ်ဆိုရင်အဲ့ဒီလိုဆိုးရွားတဲ့ဘဝကလွတ်မြောက်အောင်မကြိုးစားကြတော့ဘူးလားပေါ့တကယ်ကဒီလူတွေဘာကြောင့်ဖြစ်တာလဲဒီလူဘဝတွေကဘယ်လူတွေယုံထွက်ရမလဲလွတ်မြောက်အောင်ဘာတွေပြုပြင်ရမလဲ ဘာတွေလုပ်ရမလဲစတာတွေကို မစင်စားကြပဲနဲ့ဝတ်ကြွေးကြောင်လို့လက်ခံလိုက်တော့အသည့်ညာနေစင်စားတာတွေမဖြစ်ပေါ်ပဲဘဝတစ်ခုလုံးအရှုံးပေးလိုက်သလိုဖြစ်နေမှာပေါ့အဲ့ဒါလို့ဆိုရင်ဗုဒ္ဓဟောကြားခဲ့တဲ့ကံတို့ညာတို့ဝရိယတို့ဆိုတာအလကားလို့ဖြစ်မကုန်ဘူးလားလူတိုင်းအပေါ်ကိုကကောင်းခဲ့ပေမဲ့ကောင်းခြင်းနေတော့ပြန်မရဘူးလို့ဆိုတယ် ဒီလိုပြောဆိုပြီးမေးကြတဲ့သူတွေလည်းတော်တော်တောင်ထက်လာပြီလို့ဆိုရမှာပါဒီလိုစိတ်ခံစားမှုတွေကလည်းလူတိုင်းလူလူ ရှိကြတယ်လူတိုင်းအပေါ်ကိုကကောင်းခဲ့တယ်ဆိုတာကောင်းရမယ်ဆိုတာကကိုကောင်းမှုအတွက်ပဲလို့မြင်ထားစေခြင်းနဲ့ဖုံဖုံကတော့ကိုလူကောင်းဖြစ်ဖို့အတွက် လူတွေပေါ်ကောင်းရတာလူတွေပြန်ကောင်းတာခံရဖို့လူတွေပေါ်ကောင်းနေရတာမဖြစ်သင့်ဘူးလို့ ရင်ရမယ်လူတိုင်းအပေါ်ကိုကမကောင်းတဲ့သူကြီးဖြစ်နေရင်ကိုဟာလူဆိုးကြီးဖြစ်နေမှာပေါ့သူများစီကကောင်းခြင်းတွေပြန်ရနိုင်ဖို့ကိုကလူတိုင်းအပေါ်ကောင်းရတာလို့မမြင်စေချင်ဘူးကိုလူကောင်းဖြစ်ဖို့ကိုကကောင်းရတာလို့မြင်မှာလူဆိုတာလူတွေနဲ့ဆက်ဆံရမှာပဲမဟုတ်လားအဲ့ဒါလိုလူတွေနဲ့ဆက်ဆံတဲ့အခါကိုဟာလူတွေအပေါ်မကောင်းခဲ့ရင်ကိုပဲလူမကောင်းသူကြီးဖြစ်မှာမဟုတ်လား ဒါတည်းလို့ကိုဟာလူမကောင်းတဲ့လူကြီးမဖြစ်ဖို့ကောင်းရတယ်လို့မြင်ထားပါသူကောင်းတာမကောင်းတာကကိုနဲ့မဆိုင်ဘူးသူဟာမကောင်းတဲ့သူကြီးဖြစ်နေရင်လဲသူ့ကိုတဖြည်းဖြည်းနဲ့လူတွေကကျင်ဖဲလာကြမှာပါပဲမကောင်းတဲ့လူကြီးကိုဘယ်သူကကြာရှည်ပေါင်းညင်သိညင်ကြမှာလဲကိုအဘောသူကလည်းမကောင်းမှုဆိုရင်ကိုကလည်းသူ့ကိုမပေါင်းခြင်းမသိခြင်းတော့လို့ရှောင်ဖဲမှာပဲမဟုတ်လား ကိုလိုပဲသူများတွေကလည်းတကယ်မကောင်းတဲ့သူကျေးဇူးမတိတတ်တဲ့သူကိုဘယ်သူကမှပေါင်းရင်သိရင်ကြမှာမဟုတ်ပါဘူးတဖြည်းဖြည်းနဲ့ရှောင်ကြဖယ်ကြနဲ့အဲ့ဒီမကောင်းတဲ့သူဟာလူကောင်းသူကောင်းနေရဲ့စွန့်ပစ်ခြင်းကိုခံရတော့တာပဲဒါကြောင့်သူမကောင်းရင်သူမတိတတ်ရင်သူပဲလူမကောင်းသူဖြစ်မှာသူဟာမကောင်းသူ လူဖြစ်ရင် အကျိုးဆက်အနေနဲ့ ူပဲလူချင်းသူချင်းလူပြင်ပဲရောက်မှာပါအဲ့ဒါလို့ကိုမဖြစ်ဖို့ကိုကတော့ကောင်းအောင်လုပ်ပါကောင်းအောင်နေပါသူကောင်းတာမကောင်းတာတွေကိုစိတ်ထဲမနာကြည့်ပါနဲ့မမုန်းပါနဲ့ကိုအဘော်သူမကောင်းတာကကြောက်စရာမကောင်းဘူးကိုမခံရဘူးကိုကိုတိုင်ကလူမကောင်းဖြစ်တာကမှကိုခံရမှာကိုဆင်းရဲမှာဖြစ်တယ်ကိုဟာမကောင်းတဲ့သူကြီးမဖြစ်ဖို့အတွက်ကိုဟာကောင်းတဲ့သူဖြစ်အောင်ကြိုးစားနေရတာလို့သိထားပါ ဒါကြောင့်သူကောင်းကောင်းမကောင်းကောင်းကိုကတော့ကောင်းပါတကယ်မကောင်းတဲ့သူတွေကိုဆိုရင်လဲမကောင်းမှုနဲ့မတုံ့ပြန်ပါနဲ့အသေဝနာစဘာလာနံဆိုတဲ့အတိုင်းလူမိုက်ကိုမမိဝဲမစည်းကပ်ခြင်းရှောင်ဖယ်ခြင်းနဲ့ပဲတုံ့ပြန်ပါလို့ပြောရင်ညီကုန်းချုပ်ချင်ပါလေအားလုံးအားလုံးကိုကိုကိုကောင်းတဲ့လူဖြစ်အောင်ပြူစားနိုင်ကြပြီးတော့မကောင်းတဲ့သူများကို မမီဝဲမစိကပဲရှောင်ကျင်နိုင်သူများဖြစ်ကြပါစေ။